အားလုံးပဲမင်္ဂလာပါဗျာ Red Manchester Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုရဲ့အစမှာညီကိုတို့ကိုမိကုန်းလေးတစ်ခုလောက်မေးချင်ပါတယ်ပုံမှန်ဆိုရင်ကျွန်တော်တို့စောင်းရသည့်အပြောင်းအရွှေ့တွေမှာအပြောင်းလဲတွေအများကြီးလုပ်လို့မရှိတဲ့ကျွန်တော်တို့ကလပ်အသင်းကဒီနေ့စောင်းရသည့်အပြောင်းအရွှေ့မှာရောကစားသမားအပြောင်းလဲတွေမဲမဲဆဆတွေ့ဖို့ရှိနိုင်လားဖရဲသားတို့ဘယ်လိုမြင်ကြလဲပြီးခဲ့တဲ့နှစ်ကအချိန်နေမျိုးတော့ဒီနှစ်မှာလုံးဝအပြည့်ခံလို့မရဘူးနောက်ဆုံးကစားခဲ့တဲ့စပါးနဲ့ပွဲစဉ်လို့ ပွဲမြင့်မှာတပွဲနိုင်ရင်6မဲ့ရမယ်အနေအထားမျိုးကျွန်တော်တို့ရှိခဲ့တယ်တိုးတော်လည်းဒီလိုအခြေအနေကိုကျွန်တော်တို့အသင်းကအသုံးမချနိုင်ခဲ့ဘူးတကယ်ဆိုရင်တပွဲနိုင်3မဲ့ဆိုပေမဲ့ချန်ပီယံလိဝင်ခွင့်အတွက်ရှင်ပြိုင်နေတဲ့ကလပ်အသင်းတစ်ခုကစားတဲ့ပွဲစဉ်မျိုးမှာအနိုင်ရခဲ့မယ်ဆိုရင်ကျွန်တော်တို့အသင်းက3မှတ်အဆူဆောင်းနိုင်တယ်လို့ပြိုင်ဘက်ကလည်းကျွန်တော်တို့က3မှတ်ချော့ချနိုင်မဲ့အခွင့်အရေးမျိုးရခဲ့တယ်သို့တော်လည်းဒီချိန်တွေကိုကျွန်တော်တို့အသင်းကအသုံးချနိုင်ခဲ့ခြင်းတော့မရှိဘူးကံကောင်းလို့သာဒီပွဲမှာကျွန်တော်တို့ကတည်ရတစ်မှတ်ရခဲ့တယ်လို့တော့ပြောလို့ရတယ် လာမယ့်ကာလတွေမှာကျွန်တော်တို့အသင်းကအသင်းမှာမရှိမဖြစ်လိုအပ်တဲ့ကစားသမားတွေဖြစ်တဲ့အန်ဘူးမိုနဲ့ကျွန်တော်တို့အာမက်ထီယာလူတို့ကိုအာဖရိကပြန်ပွဲတွေနဲ့အတူပဲအသင်းကလက်လှည့်ရဖို့ရှိနေတယ်ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ကလပ်အသင်းအနေနဲ့ဒီကစားသမားတွေမပါဘဲနဲ့နိုင်ပွဲတွေကိုကျွန်တော်တို့ရှာတွေ့နိုင်မှာမလားအသင်းမှာပွဲထွက်ခွင့်မရတဲ့အတွက်အသင်းပြောင်းရွှေ့ခွင့်တောင်းဆိုထားတဲ့ကူပီမိုင်းနိုလိုကစားသမားမျိုးကိုလည်းကျွန်တော်တို့အသင်းကလက်လှည့်ရဖို့ရှိနိုင်တယ်တိုးတော်မိုင်းနိုနဲ့ကျွန်တော်တို့ကလပ်အသင်းရဲ့လက်ရှိ contract က 2026လား6လပိုင်းမှာ contract ကအကုန်မှာကျွန်တော်ထပ်ပြီးတော့တိုးလို့ရတဲ့ option လည်းရှိတယ်။သို့တော့ဇာသမဖြစ်သူကအတင်းမှာမပြောတဲ့အနေအထားမှာကလပ်အတင်းပိုင်ရှင်တွေအနေနဲ့ဘိုင်းနိုးကိုဘယ်လိုမျိုးဆုံးဖြတ်ချက်ချမှာလဲ။အလားတူပဲအတင်းကို ရောက်လာကြတဲ့ကဒုတိယဦးစားပေးတိုက်စစ်မှုဖြစ်တာကစားကွင်ရနေတဲ့ဇစည်းကလည်းအတင်းကနေပြီးတော့ထွက်ခွာခြင်းနေတယ်။သူ့ရဲ့ကျွန်တော်အတင်းနဲ့စာချုပ်ကတော့2029အထိ ရှိသေးတယ်။ကျွန်တော်ထပ်ပြီးတော့တစ်နှစ်တိုးလို့ရတဲ့ option လည်းရှိတယ်။ ဒီကစားသမားကိုတော့အတင်းကစိတ်ကြိုက်ဆုံးဖြတ်ပိုင်권ရှိတယ်လက်တလောမှာဆက်စကိုဒန်ယာရထားတာကြောင့်နောက်လာမဲ့ပွဲတွေမှာဆက်စီကိုကျွန်တော်တို့အတင်းရဲ့တိုက်စစ်မှာပြန်ပြီးတော့တွေ့လာရဖို့တော့ရှိတယ်တိုးတော့ကလပ်အသင်းအနေနဲ့ဆက်စီကိုလာမဲ့ဆောင်းရသည့်အပြောင်းအရွှေ့မှာထွက်ခွာခွင့်ပေးမယ်ဆိုရင်တော့လောလောဆယ်ကျွန်တော်တို့ ဒီ Real Madrid အသင်းရဲ့လူငယ်တိုက်စစ်ကစားသမားဖြစ်တဲ့ Andrew ကိုစောင့်ကြည့်နေတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဒီကစားသမားကိုကျွန်တော်တို့လာမယ့်စောင့်ရသည့်အပြောင်းအရွှေ့မှာဒါအငားနဲ့ခေါ်ယူနိုင်မလားအမှန်တိုင်းပြောရင် Andrew က potential ရှိတဲ့လူငယ်ကစားသမားတစ်ယောက်ဖြစ်တယ်သို့တော်လည်းသူ့အနေနဲ့ခက်ခဲတဲ့ကျွန်တော်တို့ United အသင်းရဲ့တိုက်စစ်ကိုကူးဆောင်နိုင်မှာမလားအာဖရိကပြိုင်ပွဲတွေမှာလက်လို့ရဖို့ရှိတဲ့ Ahmed Dia လိုနဲ့အန်ဘူးမိုတို့နေရာကိုအပြည့်နိုင်ဖို့အတွက်ကျွန်တော်တို့ကလပ်အသင်းကလက်တလုံးမှာတော့ ဆဲဘက်အတင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့ allergy covid ဆိုတဲ့ဒီလူငယ်ကစားသမားကိုစောင့်ကြည့်နေတယ်ဆိုပြီးတော့သိရတယ်ဒီကစားသမားကလာမဲ့ဆောင်ရည်အပြောင်းအရွှေ့မှာကျွန်တော်တို့အတင်းခေါ်ယူဖို့အတွက်အချီ option တစ်ခုအနေနဲ့တော့အကောင်းဆုံးကစားသမားတစ်ခုဖြစ်နိုင်တယ်ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလကမှဘိုင်ယန်လီဘာကူစင်အတင်းကနေပြီးတော့ဆဲဘက်ကိုပြောင်းလာတဲ့ဒီကစားသမားကဆဲဘက်အတင်းကပြောင်းရွှေ့ကြီး၃နန်းဝန်းကျင်လောက်သာလီဘာကူစင်အတင်းကိုပေးခဲ့ရတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်တို့ပေမဲ့ ကစားသမားရောင်းချရင်အကျိုးခံစား권နဲ့အတူပြန်လဲဝယ်ယူ권လိုမျိုးအချက်လက်တွေကိုတော့ဒီစာချုပ်ထက်မှာထည့်ပြီးတော့ချုပ်ဆိုထားတယ်ဆိုပြီးတော့သိရတယ်။ကဲပြီကျွန်တော်တို့အတင်းသာဒီကစားသမားကိုလိုချင်တယ်ဆိုရင်အတင်းက15သန်း maybe တန်း20ဝန်းကျင်လောက်ပေးရင်ရနိုင်မဲ့အခွင့်အရေးမျိုးတော့ရှိနေတယ်။အတင်းဘက်ကကက်ဆယ်မီရိုကိုလာမဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာထွက်ခွာခွင့်ပေးပြီးတော့တခြား သူ့ထက်ပိုကောင်းတဲ့ကစားသမားတစ်ယောက်နဲ့အားဖြည့်နိုင်မလားဒီနေရာကို တော့မှန်တိုင်းပြောရင်ကျွန်တော်တို့က key option ကိုကျွန်တော်ရွေးချယ်လို့မရဘူး Casemiro ထက်ပိုကောင်းတဲ့ကစားသမားကလည်းတကယ်ကိုဈေးကွက်ထက်မှာရှားပါတယ်အနည်းစားဆုံးအနေနဲ့ကျွန်တော်က Anderson ကိုတွေးထားရတယ်သို့တော့ကျွန်တော် Anderson ကိုခေါ်မယ်ဆိုရင် Anderson ကပြီးခဲ့တဲ့2024မှာ Nottingham Forest အသင်းကိုဒါ Newcastle ကနေပြောင်းလာတယ်ညူကာဆယ်ကို Forest က35တန်းလောက်ပေးခဲ့ရတယ် နှစ်နှစ်အကြာမှာသူတို့ပြန်ရောင်းမယ်ဆိုရင်အနည်းဆုံးတော့တန်း80ဝန်းကျင်လောက်အလိုရှိလိမ့်မယ်လို့ယူဆရတယ်။ဒါပေမဲ့ကျွန်တော်တို့ United အသင်းကလိုချင်တယ်ဆိုရင်တော့ဒီထက်တောင်ပို့ပြီးတော့ပေးရနိုင်တဲ့အနေအထားမျိုးလည်းရှိတယ်။အနည်းဆုံးတော့ကျွန်တော်တို့ကလပ်အသင်းအနေနဲ့လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာအာမက်ဒီယာလိုနဲ့အဘူမိုနေရအတွက်အပြီးတဲ့ဝယ်ယူတာမျိုးမဟုတ်ရင်တောင်မှပဲကျွန်တော်တို့မဖြစ်မနေအငှားနဲ့ကစားသမား၂ယောက်လောက်ကိုတော့ကျွန်တော်တို့အားဖြစ်ရဖို့ရှိတယ်။အရင်အရန်ကုန်မှာတော့တိုက်စစ်ပိုင်းအတွက်မေဆန်မောင်းနဲ့ ဒီအမက်ဒီယာလိုနေရာအတွက်ဒီကိုဒလော့မာဇာရော်ရီတို့ရှိတယ်ဆိုပေမဲ့ဒီကစားသမားတွေကရော လုံလောက်ရလားမေဆန်မောင်းရဲ့မကြာခဏ injury ပြဿနာကရောစိတ်ချသွားရပြီလားဘလို့ထင်ကြလဲစောင်းရသည့်အပြောင်းရှိမှာကျွန်တော်တို့ဘလောက်ထိအားပြေဖို့လိုအပ်တယ်လို့ယူဆကြလဲဒါကွန်မန့်မှာမှတ်ချက်ပေးခဲ့လို့ရပါတယ်ရှိရှိအားပေးကြတဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ